ဟိုကရသမျှဟိုမဆရဲမတောက်ရဲခါရဲဟိုအိယာအောက်ထဲထည့်ပြီးတိန်ခိုင်းထားတာမျိုးဟိုဆိုလိုတာမျိုးမဟုတ်ဘောเนาะသူ့ရဲ့ပတ်ဝန်းကျင်မှာလည်းမိသားစုတစုရှိရဲဘောเนาะသူတို့ကအများရန်သူတို့ကိုသူတို့ financial freedom ဖြစ်တယ်လို့တော့ယူဆလို့ရတယ်ဒါပေမဲ့အဲ့လူတွေချမ်းသာကြွယ်ဝလာဆိုတော့ချမ်းသာကြွယ်ဝနေတဲ့လူတွေကိုကြည့်လို့ရှိရင်အရင်မဆရဲမတောက်ရဲစုဆောင်းနေရမျိုးမတွေ့ရဘူးသူတို့ဟာပုံဖန်လေပတ်စားတောက်သွားလာနေတယ် လုံးမဲမင်္ဂလာပါဒီတစ်ပတ်မှာတော့သူ့ကိုဆွေးနွေးမယ်ဆိုတဲ့စဉ်းစားမိရဲ့ကောင်းစဉ်လေးရတော့ပေါ့နော် Twitter စုဆောင်ခြင်းနဲ့ချမ်းသာကြွယ်ဝခြင်းဟာဆက်ဆံမှုရှိသလားပေါ့နော်အဲ Financial Vigilance Post မှာတော့ပုံမှန်အမြဲတမ်းပြောခဲ့တာတခုတော့ရှိတာပေါ့နော်အာငွေကိုစုရမယ် Twitter စုဆောင်ရမယ်ငွေကို save လုပ်ရမယ်အမြဲတမ်းစုလို့ဒါပြောခဲ့တဲ့စကားတခုပေါ့နော်ဒါပေမဲ့ ဒီ trader စုဆောင်တိုင်းတော့လေအဲဘယ်လိုပြောမလဲချမ်းသာခြင်းကိုမရရှိနိုင်ဘူးပေါ့နော်အဲအဲ့တော့အာအမျိုးမျိုးပဲပြောနေရပဲဆိုပြီးတော့တော့စဉ်းစားမိမှာပေါ့နော်ဒါပေမဲ့ဟိုဘယ်လိုမျိုးပြောချင်တာလဲဆိုတော့ဥပမာကိုကရသမျှကိုမဆရဲမတောက်ရဲပေါ့နော်စုစည်းစုဆောင်ပြီးတော့ပေါ့နော်အကုန်လုံးကိုစုထားတယ်မဆရဲမတောက်ရဲနဲ့စုတဲ့အခါကျတော့ စုလို့ရဲ့ဒီစုဆောင်မှုကနေစုဆောင်မှုကနေပြီးတော့တိုးပွားလာအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ချမ်းသာခြင်းကိုမရောက်နိုင်ဘူးအဲ့တော့ဥပမာအဲဒီ financial vigilance post မှာအမြဲပြောတာ financial freedom ဖြစ်ရမယ်ပေါ့ဥပမာကိုရတာကိုကိုကနေပြီးတော့အမြဲတမ်းစုထားပြီးတော့စုစုဆောင်ထားတယ်ပေါ့နော်စုဆောင်ထားရပြောလေးရှိတယ်လေ10%ကပေး yourself လို့ပြောလေးရှိတယ်ဟုတ်ပြီ10%ကိုပေး yourself အနေနဲ့စုအဲ save လုပ်ခိုင်းတယ်ဆိုတာကကိုယ့်ရဲ့ retirement plan အတွက် save တာဒါမှမဟုတ် invest yourself လုပ်ခိုင်းတာမျိုးဆိုလိုတာဖြစ်တာပေါ့နော်။ခါရဲဟိုအိယာအောက်ထဲထည့်ပြီးတင်ခိုင်းထားတာမျိုးဟိုဆိုလိုတာမျိုးမဟုတ်ပေါ့နော်။အဲ့တော့ဟိုစုရဲ့ပတ်ဝန်းကျင်မှာလည်းမိသားစုတစုရှိရပေါ့နော်။သူတို့ကအမြဲတမ်းပတ်စံကိုကြိုးကြိုးပတ်စံကိုအမြဲတမ်းဝင်လာသမျှပတ်စံသူတို့က စုစုဆောင်းဆောင်းနဲ့နေရပေါ့နော်အမြဲတမ်းစုတယ်မစားရမတောက်ရပေါ့နော်ဒါလေးဆိုလည်းမသုံးရအဲဒါလေးဆိုလည်းမသွားရဒါဆိုလည်းမစားရအဲ့လိုမျိုးလေးစုဆောင်းပြီးတော့သူတို့ကနေကြတယ်ပေါ့အဲ့တော့ဒါပေမဲ့သူတို့စုဆောင်းပြီးနေတဲ့အခါမှာတေချာပြောရင်တော့သူတို့ financial freedom တော့ဖြစ်ချင်းဖြစ်မှာပေါ့နော်ဘာလို့ဆိုစုပါတယ်ဆိုမှသူတို့ကျွေးလေးပါတယ်ယူပြီးတော့လည်းသူတို့သုံးချုံမှမဟုတ်တော့ဘူးလေမဟုတ်တော့တဲ့အတွက်သူတို့ကိုသူတို့ financial freedom ဖြစ်တဲ့လူတော့ယူဆလို့ရတယ်ဒါပေမဲ့အဲ့လူတွေချမ်းသာကြွယ်ဝလာဆိုတော့ ချမ်းသာမကြွယ်ဝလာဘူးပေါ့အဲ့တော့ financial freedom ဖြစ်ပြီးလို့ရှိရင်နောက်တစ်ဆင့်ကဘာတက်ရမှာလဲဆိုရင်ချမ်းသာကြွယ်ဝခြင်းဆိုတဲ့နေရာကိုတက်ရမှာပေါ့အဲ့တော့ချမ်းသာကြွယ်ဝဖို့ဆိုရင်စုလို့ကစုဆောင်နေုံတစ်ခုတည်းနဲ့မပြီးဘူးဒီစုဆောင်ထားတဲ့ငွေကိုစုလို့ကခုနပြောသလိုအရာအောက်တဲ့ထဲထည့်သိမ်းထားုံနဲ့လည်းမပြီးဘူးစုရဒီစုဆောင်ထားတဲ့ငွေကိုစုရဘာလုပ်ရမလဲဆိုရင်တိုးပွားအောင်ခိုင်းစိတ်တန်ခိုင်းစိတ်နိုင်စွာရှိရမယ်ပေါ့အဲ့တော့တိုးပွားအောင်လှုပ်ဆောင်နိုင်စွာ ရှိမှသာလင်ဝါချမ်းသာကြွယ်ဝခြင်းဆိုတဲ့အစဉ်ကိုတက်လာမယ်။ဥမာချမ်းသာကြွယ်ဝနေတဲ့လူတွေကိုကြည့်လို့ရှိရင်အရင်ကြီးမစားရမတောက်ရစုဆောင်းနေရမျိုးမတွေ့ရဘူး။သူတို့ဟာပုံဖန်လေပတ်စားတောက်သွားလာနေတယ်။ခီးတွေဆိုလည်းထွက်လိုက်တာပဲ။စိန်ခံနဲ့အရာတွေဆိုလည်းသူတို့ကလုံလိုက်တာပဲ။ဒါပေမဲ့ဒီသူတို့သုံးဆွဲလိုက်တဲ့ပမာဏဟာမစုဆောင်းမရင်းနှီးတဲ့မရင်းနှီးပဲနဲ့သုံးဆွဲနေတာမျိုးမဟုတ်ဘဲနဲ့သူတို့ကစုဆောင်း ရင်းနှီးထားတဲ့ပတ်စံအားဝင်လာတဲ့ income ကိုဒါလင်းသူတို့က portion တစ်ခုအနေနဲ့သူတို့ကိုသူတို့ explore လုပ်ခြင်းဖြစ်တယ် exposure ယူခြင်းဖြစ်တယ်ပေါ့နော်ဥပမာခရီးသွားလာခြင်းအပြင်သူပို့ပြီးတော့ exposure ရတယ်သူမထိတွေ့ဘူးတဲ့နေရာတွေမရောက်ဘူးတဲ့နေရာရောက်တဲ့ခါမှာ မသိတဲ့မသိဘူးခဲ့တဲ့လူတွေနဲ့သိမယ်ပြီးရင်သူများတွေဘာလုပ်နေလဲဆိုတာကိုသူစူးစမ်းလေ့လာခွင့်ရမယ်ပို့ပြီးတော့အမြင်ကျလာတယ်အမြင်ကျလာတဲ့အခါမှာသူဟာအဲစီးပွားရေးကိုဘယ်လိုလုပ်ရမလဲငွေကိုဘယ်လိုနည်းနဲ့ တိုးပေါင်းအောင်လုပ်လို့ရလဲဆိုတဲ့အမြင်တွေသူကရရှိလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ financial vigilance post မှာအမြဲပြောနေကြစကားတစ်ခုဖြစ်တယ်စုရမယ်ဆိုတဲ့နေရာမှာ financial freedom ဖြစ်ဖို့အတွက်ကိုရောက်နေတဲ့ level တစ်ခုမှာစတင်ပြီးတော့စုဆောင်ပြီးတော့ဒီစုဆောင်ထားတဲ့ငွေရဲ့အရင်းအနှီးပမာဏတစ်ခုအခြေအနေတစ်ခုကိုရောက်ပြီဆိုလို့ရှိရင်ဒီငွေကိုကိုကနေပြီးတော့ ရင်းနှီးမြှုပ်နှံပြီးတော့တိုးပွားအောင်လှုပ်ဆောင်နိုင်စွမ်းရှိရမယ်အထူးသဖြင့်တော့ကိုယ်အိတ်နေတော့မှငွေဝင်အောင်လို့စီမံခန့်ခွဲနိုင်စွမ်းရှိရမယ်ပေါ့နော်အဲ့လိုလုပ်ချင်းအဖြစ်သားရင်ကိုဟာ financial freedom ဆိုတဲ့အစင်ကနေပြီးတော့ချမ်းသာကြွယ်ဝခြင်းဆိုတဲ့အစင်ကိုရောက်ရှိလာမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်